သားကြော်ရီထက်တော်မှာစားလို့ရင်ကောင်းတယ်မူကြော်လုံးနီးလေးကိုမျှရပေးလိုက်ပါတယ်အရင်ဆုံးရေပြောင်စေးထားတဲ့မူလေးတွေကိုအလဲကနေလက်ကလေးနဲ့ဖြွာထားပေးလိုက်ပါမယ်ပြီးရင်တော့မူထဲမှာရှိနေတဲ့ရေတွေထွက်လာအောင်လို့စားတစုံလောက်ထည့်ပြီးတော့တေချာလေးမှုထားပေးလိုက်ပါနှံ့သွားပြီဆိုရင်တော့15မိနစ်လောက်ထားထားပေးလိုက်ပါမယ်နောက်ထပ်ပကန်းလုံးထဲမှာအကြော်မုံထည့်ပေးပြီးသွားရင်တော့စားတစုံနဲ့ကြုတ်တစ်လုံးလောက်ဖောက်ထည့်ပေးပြီး တရုတ်မဆလာဟွာကျောင်းမုံနဲ့ရေလေးထည့်ပြီးနှံသွောင်းအောင်တေချာလေးမွေထားပေးလိုက်ပါမယ်။ဆွန်လေးနဲ့ခက်ကြည့်လို့ဒီလိုပုံစံလေးဖြစ်လာပြီဆိုရင်တော့နောက်ထပ်စီလေးနဲ့ငယ်လောက်ဖြန်ထားပေးပြီးတေချာလေးနှံသွောင်းအောင်ထပ်မွေထားပေးလိုက်ပါမယ်။ပြီးရင်တော့ခုနကနေထားတဲ့မိုလေးတွေကိုရေပြောင်သွောင်းအောင်လို့တေချာလေးညှစ်ထားပေးလိုက်ပါမယ်။ဒီတေချာလေးပြောင်းသွားပြီဆိုရင်တော့ခုနကနေထားတဲ့အနစ်ကလေးတွေကိုအပေါ်ကနေလောက်ထည့်ပေးပြီးတော့တူလေးနဲ့နေထားပေးလိုက်ပါမယ်။ ိုးထဲမှာစီပူလာပြီဆိုရင်တော့မိုးလေးတွေကိုမီးအေးလေးနဲ့ပဲရွှေအောင်နှဲငယ်တန်းလာအထိကြော်ပစ်လိုက်ပါမယ်။ရသွားပြီဆိုရင်တော့ဆဲထားပစ်လိုက်ပါ။နောက်ထပ်စီပူအောင်တဲပေးပြီးသွားရင်တော့ဒုတိယတစ်ခေါက်ထပ်ကြော်ပစ်လိုက်ပါမယ်။ရွှေအောင်တန်းပြီးကျွတ်လာပြီဆိုရင်တော့ဆဲထားပစ်လို့ရပါပြီ။နောက်ဆုံးအပေါ်ကနေမလာအကင်မုံလေးဖြူပစ်ပြီးသွားရင်တော့အသားကြော်ရထပ်တောင်မှအရင်စားလို့ကောင်းတဲ့မိုးကြော်လေးကိုရပါပြီနော်။